မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ6ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမနေ့ကဇူလိုင်လ9ရက်နေ့ကတရက်လုံးစစ်တပ်နဲ့တော်လှန်ရေးတပ်များကြားတိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးတော့စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်မောင်မောင်လျံကြီးရွာကပြည်သူတအုပ်သိမ်းဆုပ်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဖားကန့်မြို့နယ်မောင်မောင်လျံကြီးရွာမှာ အကြမ်းဖက်စစ်ခွေးတပ်ကဝင်ရောက်တပ်ဆွဲခဲ့ရာ KI နဲ့ PDF ပူးပေါင်းတပ်များကစစ်ခွေးများကိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကတနေကုန်တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီးတော့စစ်ခွေးတပ်ရဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်သေးဆုံးက2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KI ရဲ့စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။ဇလိုင်လာ၄ရက်နေ့ညနေပိုင်းမှာဖားကန်တက်မခုံးကနေ၁၀ကလားချောင်းကလားချောင်းကနေ၁၀မော်မော်လျံကြေးရွာဘက်ကိုအကြမ်းဖက်စစ်ခွေးတပ်ကအင်အားတရာကျော်နဲ့ဝင်ရောက်ပြီးတော့တပ်ဆွဲလာတယ်လို့သိရပါဗျ။မော်မော်လျံကြေးရွာတဲကိုရောက်တဲ့အချိန် စစ်ခွေးတွေကရန်တံပစ်ခတ်တဲ့အတွက်ပြည်သူတအုပ်ထိခိုက်တိတ်ဆုံးခဲ့ရတယ်လို့သိရပါဗျ။အကြပတ်စစ်ခွေးတပ်ကမော်မောင်လျံရက်ွက်ယုံစာတင်ချောင်းတာဝါတိုင်းတဝိုက်မှာတပ်ဆွဲထားပြီးတော့မနေ့ကဇော်လိုက်လ9ရက်နေ့တနေ့လုံးမှာ KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့များနဲ့အပြန်အလှန်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။ မနေ့ကမနေ့ကနေတောက်လျှောက်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်အပြန်လန်တိုက်ပွဲပြင်းထန်ခဲ့တယ်မောင်မောင်လျံကြီးရွာတောင်ပြိုဖလက်ခကြီးရွာမြောက်ဖြူကွက်တဲ့အဲ့ဒီဘက်ကကြီးရွာတွေကပြည်သူတွေကအကုန်လုံးစစ်ပေးရှောင်နေရပါတယ်ဖားကတက်မခုံးကနေလဲဒီတိုက်ပွဲဖြစ်နေတဲ့မောင်မောင်လျံကြီးရွာတဝိုက်ကိုလက်နက်ကြီးနဲ့ပြစ်ကူတာတွေရှိတယ်တနေကုန်တောက်လျှောက်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ KIA ရဲ့ရှင်းတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ် ဇူလိုင်လ၄ရက်နေ့ကလည်း KI နဲ့ PDF ပူးပေါင်းတပ်ဖွဲ့နဲ့အကြမ်းဖက်စစ်ခွေးတပ်များကြားဖားကန့်မြို့နယ်ရဲ့နေရာနှစ်ခုမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မနက်ပိုင်းမှာအမောက်ပုံရွာမှာတဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ညနေပိုင်းမှာတော့ဖားကန့်တပ်မခုံးကမောင်မောင်လျံကြေးရွာဘက်ကိုစစ်ကြောင်းထိုးဝေရောက်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းကသူတို့လက်လွတ်လိုက်ရတယ် လှမောင်ကုန်းမောင်မောင်ကုန်းတို့ကဖားကန့်ရဲ့အချက်ချာကြတဲ့နေရာတွေအဲ့ဒီနေရာတွေကိုသူတို့ကပြန်လိုချင်လို့သူတို့နယ်မြေစိုးမုံမှုလိုချင်တဲ့အတွက်စစ်ကြောင်းထိုးလာတာလို့ယူဆရတယ်လို့ KIA ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်။မေလာနှောင်းပိုင်းကစတင်ပြီးတော့ဖားကန့်မှာစစ်ခွေးစစ်ကြောင်းများရောက်ရှိလာတဲ့အချိန်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်အ ਨੇ စုံပြည်သူ45ဦးသေဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းအထက်မင်းလာမြို့နယ်ပသိမ်မုံရွာလမ်းပိုင်းနယ်အမ်ဘရန်လမ်းပိုင်းတို့မှာရှစ်ပတ်ကြာတိုက်ပွဲအတွင်း စစ်သား25ဦးထက်မနည်းသေဆုံးကစစ်တပ်ကလေးချောင်းကနေဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူတအုပ်သေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မက်စလာကုံကနေပြီးတော့မေလာကုံအထိရှစ်ပတ်အတွင်းမှာငဖဲမြို့နယ်နိုင်ရီကန်စခန်းကိုသွာလာနိုင်တဲ့အမ်ဘရန်လမ်းမိုင်းနဲ့ပသိမ်မုံရွာလမ်းမိုင်းတို့ကိုအုံပြုကစစ်ကြောင်းထိုးလာတဲ့စစ်ခွေးများကိုမိုင်းဆွဲတက်ခတ်မှု2ကြိမ်ဖြတ်တောက်ထိတွေ့တက်ခတ်မှု6ကြိမ်ပြုလုပ်ခဲ့ရာ ကြမ်းဖက်စစ်ခွေး25កောင်ထက်မနေသေးဆုံးပြီးတော့63ဦးထက်မနေအပြင်းထန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်အမ်ဘရန်လမ်းမိုင်းကတော့ငဖဲမြို့နယ်ထဲမှာပါပသိမ်မုံရွာလမ်းမိုင်းကတော့အထက်မင်းလာမြို့နယ်ထဲမှာဖြစ်ပါတယ်စစ်ကြောင်းတွေသူတို့ရဲ့ထောက်ပံ့ရေးရင်းနေအမြဲတမ်းအဲ့ဒီလမ်းပိုင်းတွေမှာတွာလာလှုပ်ရှားမှုတွေရှိနေပါတယ် အခုလက်ရှိကအင်ဂျီကားတွေအငှားကားတွေကုန်တင်ကားတွေနဲ့ပုံစံမျိုးစုံဖြတ်တန်းသွားလာလှုပ်ရှားနေတာတွေတော့ရှိပါတယ်။အဲဒါကြောင့်လဲအဲ့ဒီလမ်းမိုက်တွေကို ပြည်သူတွေအနေနဲ့အသုံးပြုမယ်ဆိုရင်တော်လိုင်းအဖွဲ့တွေကိုဆက်သွယ်ပြီးတော့အသုံးပြုသွားလာဖို့လိုအပ်ပါတယ်လို့ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ပြည်သူ့လွတ်လပ်ရေးတပ်မတော် PIO PIA တပ်ဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်။၎င်းတက်ခတ်မှုကိုပြည်သူ့လွတ်လပ်ရေးအဖွဲ့ပြည်သူ့လွတ်လပ်ရေးတပ်တော် PIO PIA နဲ့အထက်မင်းလပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးတော့ အခုလိုဖြတ်တောက်တိုက်ခိုက်မှုများပြုလုပ်ရမှာပြည်မှန်တဲ့မသက်ဆိုင်တဲ့ပြည်သူများကိုထိခိုက်မှုဒဇုံတရာမဖြစ်စေရန်ထိမ့်ထိမ့်တိမ့်တိမ့်လောက်ကန်ဆောင်ရွက်ခဲ့ရတယ်လို့ပြောဆိုထားပါတယ်။ဒါကြောင့်များစွာသောအခက်အခဲများကိုရင်ဆိုင်ခဲ့ရတယ်လို့ပြောပါတယ်။ရတတဘက်ပေါင်းရှစ်ပတ်တာကာလအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကအမရလမ်းမိုက်နဲ့ပသိမ်မုံရွာလမ်းမိုက်အတွင်းမှာ၁၀ချိန်ထက်မနည်းစစ်ကြောင်းထုတ်ဝင်ရောက်လာတာက ပြည်သူပိုင်းနေအိမ်နှလုံးကိုမိရှုဖျက်ဆီးခဲ့ပြီးတော့ပြည်သူကိုအုပ်ထက်မင်းကိုလည်းဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ခွေးတက်ကလေးချောင်းကနေပြီးတော့စစ်ရင်းနဲ့မသက်ဆိုင်တဲ့စာတင်ချောင်းတစ်ချောင်း၊ဖုံးကြီးချောင်းတစ်ချောင်းကိုဘုံကျဲတက်ခိုက်ခဲ့ပြီးတော့ drone နဲ့၃ချိန်ထက်မင်းအရသာပြည်သူများကိုပြစ်မှတ်ထားရာဘုံကျဲတက်ခတ်မှုကြောင့်ပြည်သူတအုပ်တေဆုံးက၅အုပ်ထက်မင်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်မကွေးတိုင်းအထက်မင်းလာမြို့နယ်အတွင်းပသိမ်မုံရွာလမ်းပိုင်းကိုအုံပြူသွာလာနေကြတယ်။ဌာနေပြည်သူများ ကုမ္ပဏီဝန်ထမ်းများသွားလာရေးဝန်ဆောင်မှုလုပ်ငန်းလှုပ်ဆောင်နေသူများစေတနာဝန်ထမ်းများအနေနဲ့အချက်ဘတ်စစ်ခွေးစစ်ကြောင်းဝင်ရောက်မှုတရင်ကိုနားဆွင့်ငါသွားလာကြပါရန်နဲ့ပြည်သူလွတ်လပ်ရေးအဖွဲ့ပြည်သူလွတ်လပ်ရေးတပ်တော် PIO PIA နဲ့အထက်မင်းလာပြည်သူကာကွယ်ရေးအဖွဲ့ကိုစီကံတကြချိတ်ဆက်သွားလာပေးကြပါရန်မြစ်တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ကနေရန်ကုန်တိုင်းမှာကြောင်းလာတက်တဲ့ Great 12ကျောင်းသူမဆုယရနာအောင်ပျောက်ဆုံးနေတာဟာနှစ်လကျော်ကြာမြင့်နေပြီဖြစ်ပြီးတော့ ်ပြောင်းနေတဲ့ Great 12ကျောင်းသူကိုတွေ့ရှိသတင်းပေးနိုင်ပါကငွေကျပ်300ချင်းမြင့်ပေးမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ကူမျိုးနဲ့မိုးတောက်ပန်းဘော်ဒါဆောင်မှာတက်ရောက်တင်ကြားနေတဲ့မိန်းကလေးဟာဧပြီလ24ရက်နေ့မနက်9:00နာရီလောက်မှာမုတ်ထွက်ဝယ်ရင်းနဲ့ပျောက်ဆုံးသွားတယ်လို့သိရပါဗါး။ဒါကြောင့်ပျောက်ဆုံးနေတဲ့ကျောင်းသူလေးရဲ့မိခင်ဒေါ်ဆန်းဆန်းအေးကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာမဆုရတနာအောင်နဲ့ပတ်သက်ပြီးတော့တိတိကျကျသတင်းပေးနိုင်တဲ့သူညီသူကိုမဆိုစွန့်ငွေကျပ်300ကိုပေးအပ်သွားမယ်လို့ဇူလိုင်လ4ရက်နေ့ကရေးသားထားပါဗါး။ ကျမအသေးနှလုံးအရှင်းလက်လက်ဆွဲထုတ်ခံထားရတဲ့မိခင်တယောက်ပါကျမသမီးဘယ်ရောက်သွားလဲကျမအသက်ရှင်နေသည်၍သမီးငယ်လေးစုရတနာအောင်ကိုရှာနေမှာပါမိမိကိုတေးတံပေးတာထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကိုချပေးခဲ့တာလားသမီးငယ်လေးရဲ့ဆိုပြီးတော့ မိခင်ကရေးသားထားတာကိုတွေ့ရပါတယ်။ကျောင်းသူလေးပျောက်ဆုံးနေတာနဲ့ပတ်သက်ပြီးတော့သတင်းစာတွေမှာလည်းလူပျောက်ကျောင်းသားတွေထည့်သွင်းထားသလိုသက်ဆိုင်တဲ့ရဲစခန်းတွေမှာတိုင်ကြားထားပေမဲ့လက်ရှိအချိန်ထိသတင်းအစနာတခုမှမရသေးဘူးလို့ပြောပါတယ်။ရခိုင်မှာဖြစ်နေတဲ့စီရေးပဋိပက္ခတွေကြောင့်ကြော့ဖြူကနေရန်ကုန်မြို့ကိုပညာဆက်လက်တင်ကြားပေးနိုင်ဖို့အတွက်ပျောက်ရွှေ့ရောက်ရှိနေတာဖြစ်တယ်လို့သိရပါတယ်။ပျောက်ဆုံးနေတဲ့မဆုရတနာအောင်ဟာရခိုင်ပြည်နယ်ကြော့ဖြူမြို့ကဦးကျော်ရင်နဲ့ဒေါ်ဆန်းဆန်းအေးတို့ရဲ့တမီးဖြစ်ပြီးတော့အသက်၁၈နှစ်အရွယ်ရှိပြီး လူရဲကျော်နှစ်ထပ်ကွမ်းရရှိထားတဲ့ Grave Trail ကျောင်းသူလေးတအုပ်ဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်မှာလိုင်စင်မဲ့ကားစိုင်းကယ်နဲ့ဘေးရွယ်စိုင်းကယ်တွေကိုဖမ်းမိပါက အကြမ်းဖက်စစ်ခွေးနဲ့ရဲခွေးတွေအပါအဝင်ဖမ်းဆီးရေးအဖွဲ့မှပါဝင်တဲ့ဌာနဆိုင်ရာများကိုငွေကြေးအဆမတန်ပေးဆောင်မှသာလူကိုအာမခံပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လိုင်စင်မဲ့ကားတွေကိုအကြမ်းဖက်စစ်ခွေးခေါင်းဆောင်ရဲ့ညွန်ကြားချက်ကြောင့်ပြီးခဲ့တဲ့မေလနောက်ဆုံးပတ်ကစတင်ပြီးဒေတာရင်းကနေရာအနှံ့ပြားမှာစီမံချက်နဲ့ကြဲကြဲပြန့်ပြန့်ဖမ်းဆီးအရေးယူမှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။အရင်ကလိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမိပါကဖမ်းဆီးရရှိတဲ့လိုင်စင်မဲ့ကားကိုတင်စီတဲ့အပြင် လိုင်းစိမ်မဲ့ကားကိုစီးနေတဲ့သူကိုအာမခံမပေးပဲပို့ကုန်သွင်းကုန်ဥပဒေတွေနဲ့အမြန်ဆုံးနေချင်းပြီးပုံစံမျိုးအမိန့်ချမှတ်တာတွေကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗါးလက်ရှိမှာတော့အကြမ်းဖက်စစ်ခွေးတပ်ဟာလိုင်းစိမ်မဲ့ကားတွေကိုဖမ်းမိပါကလိုင်းစိမ်မဲ့ကားကိုစီးနေတဲ့သူတွေကိုအာမခံလိုချင်ပါကငွေချေးပေးဆောင်ရမှာဖြစ်တယ်ဆိုပြီးတော့အာမခံအတွက် တ်ဆန်အစမတန်တောင်းနေတယ်လို့သိရပါတယ်။ကိုရိုင်းကြုံတွေ့ခဲ့ရတဲ့မွန်ပြည်နယ်ဒေသခံတဦးကတော့အာမခံအတွက်ရဲတပ်ဖွဲ့ကိုငွေချက်6သိန်းပေးဆောင်ခဲ့ရပြီးတော့တရားရုံးအပိုင်းအတွက်လည်းငွေကြေးတွေထပ်ပြီးဆောင်ရအောင်မယ်လို့ပြောပါတယ်။အာမခံကဘလို့ခေါ်မလဲ။လူအတွက်အာမခံယူထားတာပေါ့။စခန်းအာမခံပေါ့။ဆိုင်ကယ်ကတော့ပြန်မရဘူး။ရချင်းပေးထားတယ်။ဘလောက်ပေးရလဲဆိုတော့6သိန်းလောက်ပေးလိုက်ရပါတယ်။ဒါစခန်းအပိုင်း တရားရုံးပိုင်းမဟုတ်သေးဘူးတရားရုံးအပိုင်းကတော့ဘလို့လာအောင်လဲမသိဘူးလို့ပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ခွေးတက်လက်အောက်ခံရဲတပ်ဖွဲ့ဝင်းတွေဟာလိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမိပါကလူပေါ်မူတည်ပြီးတော့ကြက်သိန်းကိုဆယ်နဲ့ချီပြီးတောင်းခံနေတာဖြစ်ပြီးပတ်စံမပေးနိုင်ပါကတရားရုံးကနေစစ်မခေါ်မချင်းအချုပ်ထဲမှာနေရမယ်ဆိုပြီးတော့ချင်းချောက်တာတွေရှိနေပါတယ်မွန်ပြည်နယ်ဒေသခံတို့က စစ်ကောင်စီဟာပထမတော့ကလိုင်စင်မဲ့ကားတွေကိုတင်စီတဲ့အပြင်လူကိုပါထောင်ချနေရကနေလက်ရှိမှာတော့အဖမ်းအစည်းနည်းနည်းနဲလာတယ်လို့ပြောပြထားပါတယ်ပထမတော့ကနေကဆိုင်ကယ်တွေကိုဖမ်းတယ်နောက်နေကကားတစ်စီးနှစ်စီးလောက်ဖမ်းတယ်လူပါပါတာပေါ့ထောင်တလကြတယ်ဒဏ်ငွေလဲဆောင်ရတယ်ဟိုတလောတော့ကတော်တော်လေးကိုဖမ်းတာအခုတလောတော့အဖမ်းအစည်းတွေနည်းနည်းနဲလာတယ်လို့ပြောဆိုထားပါတယ်အချမ်းပါစစ်ခွေးတက်ဟာအရင်ကလိုင်စင်မဲ့ကားတွေကိုဖမ်းဆီးရမိပါကလူကိုအာမခံမှာပေးပဲလက်ရှိအာမခံပေးတာဆိုရင်တော့ဖြေလျှော်ပေးတဲ့သဘောဖြစ်ပေမယ့် ငွေကြေးအစမတန်ပေးရတာကြောင့်ငွေကြေးမတက်နိုင်တဲ့ဒေသခံတွေအတွက်တော့အခက်အခဲဖြစ်ရတယ်လို့ပြောဆိုထားပါတယ်။ဒေသတွင်းမှာအချက်ဖက်စစ်ခွေးတပ်ဟာလိုင်စင်မဲ့ကားတွေကိုနေရောညပါမြို့ဝင်မြို့ထွက်တွေမော်တော်ယာဉ်တွာလာမှုနေရာတွေမထင်မထင်တဲ့နေရာတွေမှာသတင်းရဆိုပြီးတော့နေအိမ်တွေတဲအထိကိုဝင်းရောက်ဖမ်းဆီးတာတွေရှိနေပါတယ်။လက်တလုံးမှာတော့ဒေသခံတွေဟာလိုင်စင်မဲ့ကားတွေကိုတိမ်းဆီးထားပြီးတော့စီးနှင်းမှုတိတ်မရှိတဲ့အတွက်အဖမ်းဆီးနေတဲ့ပုံစံဖြစ်နေပေမဲ့ ်စစ်ခွေးတွေဘက်ကတော့နေစဉ်စစ်ဆေးဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေသခံတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကစစ်မှုထမ်းတပ်သားတင်များအနေနဲ့တပ်ထဲကနေထွက်ပြေးခြင်းနဲ့တဖက်အဖွဲ့အစည်းတွေထံမှလက်နက်ချခြင်းများကိုလှုပ်ဆောင်ပါကကြံရစ်တဲ့မိဘဆွေမျိုးများရဲ့လူမှုစီးပွားဘဝများပျက်စီးလိမ့်မယ်ဆိုပြီးတော့ချိမ့်ချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၄ရက်နေ့ကစစ်မှုထမ်းအပစင်ဆက်နှစ်တင်းတန်းစင်းပွဲများမှာစစ်ခွေးတပ်ကအရာရှိများကတပ်သားတင်များကို အခုလိုပြောဆိုချင်းချောက်လာခြင်းဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်စီကစစ်မှုန်းတပ်သားတဲ့များကိုတင်တန်းစစ်ပွဲများမှာအမှားစကားပြောဆိုရမှာစစ်မှုန်းတပ်သားတဲ့များအနေနဲ့ရဲရဲတိုက်ရဲရဲတက်ရဲရဲချိန်မုံရမှာဖြစ်ပြီးတော့ရလက်ကောင်းများရရှိပါကနိုင်ငံတော်ကအခွင့်အလမ်းများနဲ့ဘဝရဲ့နောင်ရေးအတွက်စိတ်မပူရရေးစီမံပေးမှာဖြစ်တယ်လို့မလုံးပေးထားပါဗျ။ထွက်ပြေးခြင်းနဲ့တခြားအဖွဲ့အစည်းများထားမှလက်နက်ချပူးပေါင်းခြင်းများမပြုလို့ရန် ပြုလုပ်ပါကမိမိရဲ့ဘဝတစ်သက်လုံးစစ်ပြေးဘဝနဲ့နေထိုင်ရမှာဖြစ်ပြီးတော့မိမိကြောင့်မိမိရဲ့မိသားစုဂုံတိတ်ခါလူမှုစည်းဝါးဘဝပျက်စီးလိမ့်မယ်လို့ချင်းချောက်ပြောဆိုလိုက်ကြောင်းသိရပါတယ်စစ်မှုထမ်းရမယ်နှစ်နှစ်တာကာလအတွင်းမှာဂုံတိတ်ခါရှိရှိဖြတ်တန်းပြီးတော့နိုင်ငံတော်အတွက်တာဝန်ခြေပြွန်စွာထမ်းဆောင်ပါထွက်ပြေးရင်လက်နက်ချရင်တသက်လုံးဂုံတိတ်ခါမရှိတဲ့စစ်ပြေးဖြစ်မယ်ပေါ့ကြံရစ်တဲ့မိသားစုရဲ့လူမှုစည်းဝါးဘဝလည်းပျက်စီးသွားမယ် ကြံရည်တဲ့ဒူလေးကိုငဲ့ပါဆိုတာမျိုးကိုပြောလာပါတယ်လို့တိုက်ကြီးမြို့နယ်မှာရှိတဲ့အမတ်တဲတမ်းမြင့်လေးချင်ရေးတင်တန်းကျောင်းဂျိုးပြူကအပတ်စဉ်ဆက်နဲ့တင်တန်းစဉ်တပ်သားတဲ့တအုပ်ကပြောပြလာပါတယ်အချက်ဖက်စစ်ခွေးတက်ကအခုရပိုင်းအတွင်းမှာတင်တန်းစင်းသွားတယ်စစ်မှုထမ်းအပတ်စဉ်ဆက်နဲ့ကတင်တန်းစဉ်တပ်သားတဲ့များကိုတိုက်ပွဲများအပြင်းထန်ဆုံးဖြစ်နေတယ်ရခိုင် ရှမ်းမြောင်ကရင်နီကရင်စကိုင်းမကွေးနဲ့ ကချင်စစ်စင်ရေးနယ်မြေရှေ့တန်းများကိုဦးစားပေးပြီးတော့ဆေးလွတ်မယ်လို့အတိပေးလာကြောင်းစစ်မှုထမ်းတပ်သားတဲ့အတိုင်းဝိုင်းများထံကသိရပါဗျ။ဇူလိုင်လ၄ရက်နေ့မှာတနင်္ဂနွေလုံးမှာရှိတဲ့စစ်မှုထမ်းတင်တန်းကြောင်းများမှာအပတ်စဉ်ဆက်နေစဉ်တင်တန်းစဉ်ပွဲများကိုပြုလုပ်ခဲ့ပြီးတော့ဒီကနေ့ဇူလိုင်လ6ရက်နေ့ကစတင်ပြီးတော့တင်တန်းစဉ်တပ်သားတဲ့များအလုံးကိုတိုက်ပွဲများအပြင်းထန်ဖြစ်ပွားနေတဲ့ရှေ့တန်းစစ်စင်ရေးနယ်မြေတွေကိုအဓိကဦးစားပေးပြီးတော့ဆေးလွတ်မယ်လို့စစ်ကောင်စီကတင်တန်းစဉ်ဂုံပြူညစာစားပွဲမှာအတိပေးလာတယ်လို့ပြောပါဗျ။ အပတ်စဉ်စက်နှစ်တင်နန်းစင်းဒီအားလုံးမပခကချင်းနမခသကိုင်းချင်းနပခရခိုင်ရပခကယားရမခရှမ်းမြောက်တွေကိုအဓိကစေလွတ်မယ်လို့ပြောပါတယ်စပြီးလွတ်မှာကဇူလိုင်လ6ရက်နေ့ကစပြီးလွတ်မယ်လို့ပြောတယ်ဘသူကဘယ်စစ်စင်ရေးနေရဆိုတာကိုတော့အတိမပေးသေးဘူးဖုန်းတွေဘာတွေတိန်းတာမျိုးတော့လောလောဆယ်မရှိသေးဘူးမိသားစုကိုအဆက်အသွယ်လုပ်လို့ရနေသေးတယ်လို့တိုက်ကြီးအမှတ်တဲတမ်းမြင့်လေးချင်ရေးတင်တန်းကြောင်ဂျိုးပြူကအပတ်စဉ်ဆက်နဲ့တင်တန်းစင်တပ်သားတက်ကသတင်းပေးဖို့ပြောကြားထားပါတယ် ဇူလိုင်လ၄ရက်နေ့ကတင်တန်းဆင်းသွားတယ်အပတ်စဉ်စနစ်ကစစ်မှုထမ်းတင်တန်းဆင်းတက်သားတဲ့များအလုံးဟာရှေ့တန်းစစ်မြေပြင်များကိုသာဆေးလွတ်မှာဖြစ်ပြီးလက်ယုံတက်များနဲ့မြို့ပြလုံခြုံရေးအတွက်ပို့ဆောင်မှုမရှိဘူးလို့တက်အရာရှိများကစစ်မှုထမ်းတက်သားတဲ့များကိုအတိပေးလာတယ်လို့ပြောပါတယ် လက်တလုံးမှာကြောက်ဖြူဖားကက်ဗမောပကိုးယုံမှာမိုးပြေနောင်ချိုချင်းမကွေးတာငဖဲအေယော်ဒီတိုင်းနဲ့ရခိုင်ပြည်နယ်အဆက်နေရာများမှာတိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားနေပြီးတော့စစ်ခွေးတပ်ကလေးချောင်းကနေတိုက်ခတ်ခြင်းလက်နက်ကြီးပစ်ခတ်ခြင်းစစ်ကြောင်းထိုးခြင်းများကိုအကြီးအကျယ်ပြုလုပ်လျက်ရှိကြောင်းတရင်ရရှိပါရယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမျိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကညတကောင်ရန်အချိန်မှာလေရင်နဲ့ဘုံများကျဲချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ5ရက်နေ့ည7:00နာရီအချိန်မှာကြောင်မဲမျိုးခရိုင်တက်တော်ဝင်းနယ်ကိုစစ်ခွေးတပ်ရဲ့တိုက်လေရင်များကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဘုံများကျဲချခဲ့တယ်လို့သိရပါတယ်။၎င်းဘုံကျဲချမှုကြောင့်တက်တော်ယုံထိခိုက်ပျက်စီးမှုရှိပြီးတော့လူတော့ထိခိုက်မှုမရှိဘူးလို့ပြောပါတယ်။အဲ့ဒီတက်တော်ယုံထဲမှာကလူမနေဘူး။ ဘုံကျဲသွားတာလူတော့ထိခိုက်မှုမရှိဘူးအခုကကြောင်မဲမှာပြည်သူတော်တော်များများဆစ်ဆောင်နေကြရပြီဘုံကျဲတာတွေခက်ဆိတ်ဆိတ်ဖြစ်လာလို့ပါလို့ကြောင်မဲဒေသခံတို့ကရှင်းပြထားပါဗျအချမ်းဖတ်စစ်ခွေးတက်ကဇွန်လ29ရက်နေ့ညပိုင်းနဲ့ နေပိုင်းအချိန်များမှာ၎င်းဇွန်လ28ရက်နေ့မှာ၎င်းလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ရာပြည်သူ9ဦးထက်မနည်းတေဆုံးခဲ့ရတယ်လို့သိရပါဗျ။အလားတူပဲဇွန်လ9ရက်နေ့နေ့လယ်12:45မိနစ်အချိန်မှာမန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇရက်ကွင်းကြီးရွာကိုစစ်ခွေးတပ်ကလေရင်များနဲ့ဗုံးများကျချခဲ့ရာလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူအမျိုးသား9ဦးထိခိုက်ဒဏ်ရာမဆိုးရင်ရရှိခဲ့ကြောင်းပြည်သူ့ကာကွယ်အဖွဲ့ပြင်းဝင်ခရိုင်ကသတင်းထုတ်ပြန်ထားပါဗျ။ နေအိမ်ပြစီမှုကတော့ရှိတယ်အရေးအတွက်တော့မသိရသေးဘူးဘုံသေးကတလုံးပဲကျဲတာလို့ပြောတယ်ဒဏ်ရာရတဲ့သူတွေကိုတော့ကျွန်တော်တို့အဖွဲ့အနေနဲ့စေဝါကူတာမှုတွေပေးထားပါတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောကြားထားပါတယ်လက်တလုံးမှာတပိတ်ချင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထုံးမှုများတောက်လျှောက်ရှိနေပြီးတော့ပြည်သူတွေထောင်ထဲချေပြီးစစ်ဘေးတိမ်းရှောင်နေရတယ်လို့စစ်ဘေးရှောင်အရေးကူညီသူများထံကသိရပါတယ်တပိတ်ချင်းမှာစစ်တပ်ကစစ်ကြောင်းတွေတောက်လျှောက်ထိုးနေပါတယ် ပြည်သူတွေက တောက်လျှောက်ပြေးနေရတယ်စစ်ဘေးရှောင်တွေလည်းများလာတယ်ကုညီကယ်ဆယ်ရေးပစ္စည်းတွေနဲ့ရိတ်ခါဆေးဝါးလိုအပ်ချက်တွေရှိနေပါတယ်လို့တပိတ်ချင်းမြို့နယ်ကစစ်ဘေးရှောင်ပြည်သူများကိုကုညီကယ်ဆယ်ရေးလုပ်နေတဲ့ဒေသခံလူငယ်တအူးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပေါ်နေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ